ဘယ်အပိုင်းနဲ့ပတ်သက်ပြီးပြီးတော့ဒီမဲ့အထက်ကရာရဲ့ခွင့်ဆိုချက်ကလေးကိုခွန်ကြီးနည်းနည်းလေးရှင်းပြပေးပါမယ်နော်ဒီတော့ဒီနေရာမှာဝိတုမိမဲ့အထက်ကရာကဒီအပိုင်းမှာသူကလက်တွေ့ကျင့်တဲ့အပိုင်းနဲ့ပတ်သက်လို့ခလုံးခွင့်ဆိုထားတယ်ဆိုတော့ဧဝပတိတုကမေယပတ္တအာရိကမိဂေနကုလဘုဗ္ဗေနသတိနာရမဏံအဘိညာပါရိကိသန္တသဗ္ဗကာရိယအဘိနိဟာရခမံကတ္တဝါ ယေသောကတိနာဩဒါဒကတိနာအလောကကတိနာဒီဣမေတုပြိသုကတိကတိနေတုအညတရအာသနံကတ္တပံဆိုပြီးတည်းလို့ဖွင့်ဆိုထားတယ်။ပြောလို့ရတဲ့ဒီဖက်ကတော့ထိုယောဂီပုဂ္ဂိုလ်ကမတော်ရင်ကတိုင်းကနေပြီးတော့ဩဒါဒကတိုင်းအဖြစ်ကတိုင်း၈ပါးကတိုင်း၈ပါးတော့ဆိုတမပတ်၈ပါးကျွမ်းကျင်နေမှနေတဲ့ပုဂ္ဂိုလ်ဖြစ်ရအောင် အဲ့ဒီပုဂ္ဂိုလ်က14မျိုးသောအခြင်းအရာတို့ဖြင့်စိတ်ဓာတ်ကိုနုညံ့သိမ့်ွေ့သောအောင်ပြုမြင်ပေးရပါတယ်14မျိုးသောအခြင်းအရာလေဆိုတာကတော့ကတိုင်းမျိုးကတိုင်းအစဉ်အတိုင်းမျိုးဝင်စားရတယ်ကတိုင်းတွေကိုပြောင်းပြန်ပြန်ပြီးတော့လည်းဝင်စားရတယ်ဆိုတော့ကဘဒ္ဓမင်းကတိုင်းကနေပြီးတော့ဘဒ္ဓမင်းကတိုင်းအာဘောကတိုင်းတေဇောကတိုင်းဝါယောကတိုင်းနီလအညောယောကတိုင်းပြီးကြဝါယောကတိုင်း နောယိတအနိယောကတဲ့ဩဒတပြောကတဲ့ဆိုပြီးဒီကတဲ့တွေကိုအစဉ်အတိုင်းကတဲ့တစ်ခုတစ်ခုမှာတော့ဘာရှစ်ပါးစီအစဉ်ချင်းဝင်စားရောင်းရံတယ်ပြီးတော့လည်းဝင်စားတယ်ဆိုတော့ကဩဒတကတဲ့ကနေပထမကတဲ့အချီရောင်းရံပြန်ပြီးတော့လည်းဝင်စားအဲဒီတော့အပြင်းအရံကတိညာလုံးမှာပရိလုံးမှာအဲဒီကတဲ့တွေကိုအစုံအစံချင်းပေါ်ပြောတဲ့ခက်ခက်တခါလည်းနေချင်ရတယ်ဇာနလူလုံးမှာဇာတိကိုလည်းအစဉ်တ ဖြစ်ခြင်းရောမြောစရာကဒီဝတ္တဉာဏ်တဏှာတောင်ကိုဘာလို့ဝင်တာလဲကျွန်းကြည့်မှုမရှိတဲ့ပုဂ္ဂိုလ်ဒီအမှန်ခက်ခဲတဲ့ဒီလိုမှာနော်ဒီဝတ္တဉာဏ်တဏှာတောင်ကိုဝင်စားပြီးမှအကိဉ္စဉာဏ်နဲ့ဇံအဘိဇ္ဇာဏ်တောင်ကိုဝင်စားပြီးမှဝိညာဉ်ဉ္စဉာဏ်နဲ့ဇံဝိညာဉ်ဉ္စဉာဏ်နဲ့ဇံကိုဝင်စားပြီးမှအင်္ဂါတဉ္စဉာဏ်နဲ့ဇံအင်္ဂါတဉ္စဉာဏ်နဲ့ဇံကိုဝင်စားပြီးမှယူပေါ်ဆက်ဆုတ်တတ်ဇံအထွေကတိုင်းကိုအာယုန်ကြီးဖြစ်ပေါ်နေတဲ့ယူပေါ်ဆက်ဆုတ်တတ်ဇံယူမောဇ္ဇနာသုဒ္ဓတံကိုဝင်စားပြီးမှယူပေါ်ဆက်တတ္တိယတံ ယူမောသရတတိယသံဃောဝင်သောပြီမှယူမောသရဒုတိယသံယူမောသရဒုတိယသံဃောဝင်သောပြီမှယူမောသရပထမသံဆိုဒီလိုပြောင်းပြန်နှံပြီးတော့လည်းဝင်သားပြတ်မှတစ်ချေရအဲဒီလိုရင်းပါမြောက်ဆိုတဲ့ထက်ထက်ထက်စိတ်ဓာတ်ကိုနုညံ့တော့အောင်ပြောင်းပြောင်းတော့အောင်ဘာဝနာစိတ်ကမိမိရှင်ပါသုံးသပ်တဲ့အဘိညာဉ်အထွတ်ခမ်းရတော့အောင်ဆယ်လေးမျိုးသောအခြင်းအရာအဖြစ်လက်ကျင့်ပြရပါလေခုဘုန်းကြီးပြောလိုက်တာကနမူနာလေးပါဆယ်လေးမျိုးဟောပါဦးနှမျိုးသုံးမျိုးပဲရှိပါနော် အဲ့ဒီလိုပြင်ပမြန်ဆိုတဲ့ခဏခဏလေ့ကျင့်ပြီးတဲ့ပုဂ္ဂိုလ်ကအဲ့ဒီကတိုင်းနေတဲ့မှာဒီသောကတိုင်းဩဇာကြကတိုင်းအလောကကတိုင်းဒီကတိုင်းသုံးခုနဲ့ကနှစ်ချက်ရကတိုင်းတစ်ခုကိုတော့ဥစားပြီးပြောပါလားတချို့ယောဂီများကဒီသောကတိုင်းကိုပိုနှစ်ချက်ကြတယ်ဒါကတော့သူ့ရဲ့အဋ္ဌပါရမီပေါ်မူနေပါတယ်တချို့ယောဂီတွေကြတော့ဩဇာကကတိုင်းအဖြစ်ဩကတိုင်းကိုပိုပြီးနှစ်ချက်ကြတယ် တချို့ယောဂီတွေကြတော့အာလောကကတည်းအလင်းရောင်ကတိုင်းကိုပို့ပြီးနှိချက်ကြပါတယ်။သူတို့ရဲ့ပါရမီစုစည်းခဲ့တဲ့စုဆောင်စည်းပူခဲ့တဲ့ပါရမီအရှင်အဝါကိုမူတည်ပြီးတော့ဒီလင်းရောင်ကြီးစွဲအင်တွေကိုသူတို့ကမွေးချုပ်ကြခြင်းဖြစ်ပါတယ်နော်။အဲဒီကတိုင်းသုံးခုထဲမှာကတိုင်းတစ်ခုတစ်ခုကိုအဘိညာဉ်နဲ့နိကတောအောင်စနစ်တကျပေါင်းများထားရပါတယ်။ပေါင်းများပြီးတဲ့အချိန်မှာကျွမ်းကျင်လာပြီဆိုရင်ဘာလို့လဲ။ ဥပ္ပစရဇာဏသောစရံကတ္တောဝဋ္ဌိတောချုပ်ပေကြပံဥပ္ပစရဇံကမာတိနေမြင်ဆက်တော်ကတိုင်းကိုဒုဗ္ဗံပြီးတော့ထားပါဥပ္ပမဩဒတကတိုင်းသုံးဖို့အလောကကတိုင်းဆိုကြပါစို့နော်အလောကကတိုင်းကိုမိမိကပေါ်လိုက်ပြီးချရုတ္တသတ္တမာတိအရှိဆက်တော်ဒီဘောင်ပြောတဲ့တက္ကတကပေါ်လိုက်တော့စွန့်ရင်ကအိပ်ပြေဝလာပြီးပြီးတော့ ဘဝတို့ရဲ့သုတိနဲ့ပရိဂန္ဓေကိုပိုက်ခြားသိတတ်တဲ့သုတုပ္ပဗ္ဗတညာအလို့ဘမိမိကပေါ်တော့မယ်ဆိုလို့ရှိရင်ဘာလို့ရလဲဥပ္ပဇာရဇံမှန်ရတ္တိပြီးထားပါပေါ်များထားပါဆိုလိုတာကအာလောကကတိုင်းကိုအာယုန်ယူပြီးတော့ပရမေသံသမารိအိန္ဒိယသံသမารိတတ္တိယသံသမာတိဆက်တော်ဘောပါတတ္တိယသံသမာတိကဆက်ပြီးတော့ဆက်ပြီးတဲ့အခါတတ္တိယသံသမာတိကဆက်ပြီးသုတ္တသံသမာတိမဆက်ခင်အဖြစ် ဥပစရသုဒ္ဓဇံသမာဓိယဥပစရနမေအချိရောက်အောင်ဖွားထားရတယ်။အဲဒီလိုပေါ်မြင်ပြီးတဲ့အချိန်ကကြာတော့မှမိမိအလိုရှိသလောက်နေမြေကိုပိုင်းခြားပြီးတော့မဖြစ်နဲ့ဖြန့်ကျက်ထားရတယ်။ဥပမာကျောင်းဝင်းကျောင်းဝင်းအတွင်မိမိအလျောက်ကိုဖြန့်ကျက်လိုက်ဖြတ်ပြပြီးတော့ဒီအလင်းရောင်ကိုအာယုံယူပြီးတော့ပထမဇန်ဒုတိယဇန်တတိယဇန်ပေါ်လိုက်ပါ တဏှာဇံကထပ်ပြီးသုဒ္ဓဇံဆိုင်အောင်မပေါ်နဲ့ဘောင်းကင်ကြီးဘာဖြစ်လဲအဘိညာဉ်ဇောသည်သုဒ္ဓဇံကိုမှီပြီးနောက်တစ်မျိုးဖြစ်လာတဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ဟုတ်အဘိညာဉ်ဇောကဒီသုဒ္ဓဇံကြီးဖြစ်မှုကိုပဲအဘိညာဉ်လို့ခေါ်တယ်ဒီတော့ဒီသုဒ္ဓဇံတမာတိဆိုင်အောင်ပေါ်လိုက်ပြီးဆိုလို့ရှိရင်အဘိညာဉ်ချက်ဖြစ်ဖို့ဆိုတာမရှိတော့အဲ့ဒါကြောင့်သူကဥပ္ပဇာရသုဒ္ဓဇံရဲ့ဥပ္ပဇာရတမာတိအမြဲတို့ရောက်အောင်ဒီအလောက ကတိုင်းကိုအာရုံယူပြီးတော့ပမာကြီးကိုထောင်ထားပါမိမိကြိုက်တဲ့လောက်နည်းနည်းအတွက်မှာအလေးရောင်တွေကိုဖြန့်ကျက်ထားပါနော်အဲဒီဖြန့်ကျက်ပြီးတဲ့အချိန်ကကြက်မှာဘာလို့ရလဲဖြန့်ကျက်ထားတဲ့အလေးရောင်နည်းနည်းအတွက်မှာတည်ရှိနေတဲ့ဘာဖြစ်လဲဝိဒိတခန္ဓာသာအန္တောယိဝရူပကတံပတိတဗံဖြန့်ကျက်ထားတဲ့အလေးရောင်နည်းနည်းရှိတဲ့နည်းအတွက်မှာတည်ရှိတဲ့ယူပါယုံအလုံးစုံကိုလည်းနှံပြီးအာရုံယူပြီးရှိပါ ရူပကတံပတ္တရူပကတံပတ္တတောပဏ္ဏတပရိကမတဝါရောအဘိကမတိကမတိယူပယုံမျိုးမျိုးကိုလှမ်းပြီးမြင်ပြီးဆိုလို့ရှိရင်တော့ပုဂ္ဂိုလ်ရဲ့ပရိကမဝါရပြီးရှေ့တော့ပြတ်သွားပြီးတတော်ကလောကအန္တရာယ်ယတိအဲ့ဒီခါမှာအလင်းရောင်ကပြပြောက်သွားတယ်ဆိုလိုတာကယူပယုံခုနကအလင်းရောင်ချက်ပြတ်ထားတဲ့နေမီအတွင်းမှာကြည်ရှိတဲ့ယူပယုံမျိုးမျိုးကိုမကြည့်ပဲ ကျော်ပြီးတော့လင်းရုံကိုကျော်ပြီးဒီဘက်ကိုကြည့်လိုက်ရင်ပိုက်ခြားခြားတဲ့နေပြီးလွန်သွားတဲ့အတွက်ကြောင့်မိမိထူထောင်ထားတဲ့ပိကံလို့ခေါ်ဆိုအပ်တဲ့အပင်ကြီးရဲ့အခြေခံပိကံဟာနောက်ကိုဆုံးသွားပြီနော်ဆုံးသွားလိုက်တဲ့ခါကျတော့မဖြစ်နဲ့တတော်အာလောကအန္တရာယ်ကြီးအလင်းရုံပွေသွားတယ်ကတမေအန္တရအန္တရတိရူပကတံဒီနတ်ေတတိအဲ့ဒီအလေးအောင်ကြွကြောက်သွားပြီဆိုလို့ရှိရင်ယူပါရင်ကိုလည်းမတွေ့တော့ဘူးမတွေ့တော့မဖြစ်တဲ့ အထာနိနာကုဏကုဏပါရိပိသနာမြေမှာကိုယ်သိတဲ့ဘတော်ဟုထိုင်ရအလောကောပြိပြိဓဘောအဲ့ဒီဇံကိုစီမံရသောထက်ထက်ထက်ကောင်းဝင်ကြရတယ်အဘိညာအခြေပါရကဖြစ်နေတဲ့ပရမေသန္တုရိယတတ္တရသရုဒ္ဒတအထုတဲ့နော်ဒီဇံကိုစီမံရသောထက်ထက်ထက်ကောင်းဝင်သားပြီးတော့အလေးရံကိုဖြတ်ပါစွန့်ရင်ကြီးမလို့ဘုံပြုလို့ပါအဲ့ဒီလိုအစဉ်အတိုင်းစွန့်ရင်ကြီးမလို့ဘုံပြုလို့ပြီးတဲ့အချိန်ကဘာဖြစ်လဲ ဣဋ္ဌအလောကဟောတုတိယတကံခန္ဓာပရိစ္ဆေပရိစ္ဆေတ္တိတတ္ထအလောကတိစ္ဆေတိမြေဝဣနိယအတွင်းဤကြောင့်ဝိပ္ပစ္စဆိုကြတယ်နော်ဤကြောင့်ဝိပ္ပစ္စနဲ့အလင်းရောင်ဒီတိဒ္ဓနိဗ္ဗာန်စေတတိလို့ဒီလိုဒိဋ္ဌံအဲဒီလိုဒိဋ္ဌံတဲ့ဒီဆိုရင်ဘာဖြစ်လဲဒီလိုနေရာပိုင်ထက်ထားတဲ့နေရာမှာအလင်းရောင်ကတည်ရှိနေပါလေအဲဒီလိုအလင်းရောင်တည်ရှိနေပြီဆိုရင်ဘာဖြစ်လဲ ဒီဝေဒမီတိတိချင်းဖြာပတ်တာရူပတ္တနာဟောဒီတနည်းပလုံးတော်လည်းထိုင်ပြီးတော့ယူပယောမြင့်မြုပ်ကိုမိမိသတ်မှတ်ထားတဲ့မျက်မြင်အပြင်မှာလှမ်းကြည့်နေတယ်ဆိုရင်ကြည့်လို့ရပါတယ်နော်ရတ္တိကြီးနုံကားကြောင့်မေတ္တာပြိပန္နပฏิပန္နဆစ္စဝိသောဩဃမံဟုတ်တယ်မြမီယူတဲ့ခိုင်ဆောင်ပြီးနန်းကြီးသွားတဲ့ညခိုင်နန်းကြီးသွားတဲ့နဲ့တိတ်ယူတယ်ဆိုလိုတဲ့ခါတော့ဘဝကရည်ရဲ့ ဘိညာဉ်ညောဖြစ်ပေါ်လာတဲ့အလေးရောင်ဆိုတာကခပ်ပြောက်ပြောင်းကြီးဖြစ်ပါလေ။ဘယ်ရှင်အဘိညာဉ်ညောကြောင့်ဖြစ်ပေါ်လာတဲ့အလေးရောင်နဲ့တိုက်ကြနှိုင်းစားလိုက်ရင်တော့မြမီရှုအယောင်တော့ပဲမြမီအမြက်ကလေးတွေဆုပ်ပြီးတော့မိရောကြီးလမ်းမသွားတဲ့မြမီရှုအယောင်တော့ပဲရှိပါလေ။နော်။ဒီတော့ပြောကြည့်နေတာကတော့မိမိတို့ဒီပိုင်းခြားတဲ့မြင်းကြီးအတွေ့မှာကြီးရှိတဲ့ဒီပေါ်ရောအမျိုးမျိုးပေါ်တော့မြင်ကြည့်လိုက်တဲ့အခါ ီယုဘယုကိုမြင်ပြီးဆိုရတဲ့အရင်ကပညာသောစံကြပါလေစံကြလိုက်တော့သုဒ္ဓဆံသမာဓိစံချက်အဲ့ဒီမှာဆက်ပြီးဖြစ်တယ်ဖြစ်ပြီးတဲ့နောက်ထပ်ဆက်လက်ပြီးပြစ္ဆာလောကနဲ့ဇောတိကရှေ့ဆက်ပြီးတော့ရှင်းရှင်းနေတာပဲအဲ့ဒီစနစ်အပြည့်လေ့ကျင့်လိုက်တဲ့အချိန်ခါမှာဘာဖြစ်လဲတပြေးပြေးအလေးရောင်ကိုဖြန့်ကျက်နိုင်ရင်ဖြန့်ကျက်ထားတဲ့ဉာဏ်ကြီးအတွင်းမှာတည်ရှိနေတဲ့ယူပါယုံအမျိုးမျိုးတွေ ွန်းရှုမယ်ဆိုလို့ရှိရင်ရှုလို့ရပါတယ်เนาะဘောဒီပြေနာစကုဏဝိသုတ်ထေနအတိကန္တမနုတကေနမတ္တိပတ္တိသမမနိဥပပိစ္ဆမနိဒီနေပဏိတေသုအနေဒုက္ခနေဒုက္ခနေဒုက္ခတိယထာကမုဘဂိတတ္တိပသနာတိသောထုံယောကဝတ္တံယံတော်တိဒီပြေနာစကုဏလူတို့ဤပတ္တဉာဏ်မျက်စိကိုကျွလွန်လွန်မြောက်၍သွားသောအနတ္တဤမျက်စိနှင့်တူသောဒီပတ်သက်ကိုအပင်ဉာဏ်ဖြင့် ဝိနုဒေနသုနိပစ္စေတောအတိကတမနုတုကိနလူလို့ယတကယ်တိမဲစီအမြင်ကိုကျော်လွန်လွန်မြောက်ယမသောတိဒေနသက္ခုဏနပစ္စည်းညုံသောတိပတ်သက္ခုအပင်ရင်မျက်စီဖြင့်သောဝမဏိသုတိနေဖြစ်ကြကုန်သောတန်ခြင်းင်းကတဝါလူကိုလည်းတဲ့ပတ္တိပြုမြင်၏ဥပမေသာမဏိပရိဒဏေတိမြင်၌ဖြစ်ကြကုန်သောတန်ခြင်းင်းကတဝါတို့ကိုလည်းပဲပတ္တိပြုမြင်၏

ေပြီးတော့ဒုက္ခိဘုံဘောဆိုရောက်ရှိသွားပြတ်တော်တို့ကိုလည်းပတ်သက်ပြီးဖြစ်မည်ဤယက္ခကမုံတမိထုထုမိမိတို့ပြုစုပြထောင်ခဲ့တဲ့ကံနဲ့လျော်ကြီးစွာထုထုဘုံဘောသူကရောက်ရသောချရဘုံတော်တတိတတဝါတို့ကိုမှသန္တတိဘုဘပြောပြသိလေ၏ဤဘဇက်ကိုအရင်းဆိုတာကတော့အထုသဖြင့်စင်ကြယ်နေတဲ့ လူတို့ရဲ့ပဒါကမျက်စိကိုကြော်လွန်လုံလောက်သွားတဲ့မျက်မျက်စိနဲ့အလားယူနေတဲ့ဤပဇက်ကိုအပင်ရင်ဆက်မျက်စိဖြစ်လမ်းမြောင်ကြည့်ကြည့်လိုက်တဲ့အချိန်ခါမှာသုတိစေတိစေသဘာဝီကိုလည်းမြင်နိုင်တယ်ပြိတန်တိနေဆက်သဘာဝီကိုလည်းသူမြင်တယ်ယုံနေတဲ့သဘာဝီမုံမြတ်တဲ့သဘာဝီအစင်းထားတဲ့သဘာဝီအစင်းမလာတဲ့သဘာဝီနေပြီးတော့ဘောရသုတိရောက်ရှိသွားတဲ့သဘာဝီနေပြီးတော့ယုံကြည်ဘုံဘောတဲ့ရောက်ရှိသွားတဲ့သဘာဝီအဲ့ဒီသဘာဝီကိုလှမ်းပြီးကြည့် ယက်ရကမှုတို့ဖြင့်တက်သည်မိမိတို့ပြုစုပြုထောင်တတ်တဲ့ကံနှင့်လျော်ကြီးစွာထိုးထုံဘုံဘွဲ့သို့ကဲ့ရောက်သွားတဲ့သဘောတည်းကိုလွှင့်ပြီးတော့မြင်နေတယ်။အဲ့ဒီအပိုင်းကနည်းနည်းလေးဆက်သတ်ရအောင်။ဘုန်းကြီးတို့ဘုရားအလုံးတော်ဟာဘောရီမြင်ချင်ရသောပြင်ပွေတက်မှာအလုံးတော်ဘုရားဖြင့်ထိုင်လိုက်တဲ့အချိန်ကမှပြင်ပေါ်မှာထိုင်ပြီးတဲ့ဒီပိုင်းနဲ့ဒီလိုတိတ်ခံတယ်။အယိုးကျွင်းတဲ့အရင်ကျွင်းတဲ့ အကျွန်းကျွန်းဒီအသာအသူကြီးအကုန်ခန့်ချောက်ခြင်းခန့်ချောက်ပါသည်။လက်ပြညွတ်ပြညံကိုမရမချင်းငါကြီးညာကဘယ်တော့မှမထောက်ဘူး။ဒီထိုင်ရမှဘယ်တော့မှမထတော့ဘူးဆိုဒီလိုဆွေးမြေ့တဲ့အဋ္ဌံချက်ဖြစ်နော်။ဘယ်ရင်ပေါ်မှာထိုင်ပြီးတော့ပုဂ္ဂိဏိဝါကနုဒတိအဘိညာဉ်အလွတ်ကအဲ့ဒီမှာစတင်ပွားပါလား။ဘောနိုင်တဲ့အခါကျတော့ဘုရားလုံးတော်ကအဲ့ဒီ ။ဩယိပင်ချင်းမြတ်သောပရင်ပွေဖြတ်ရောက်မှပုဂ္ဂိုလ်ကြီးဝတ်တာလူတိပင်ချင်းကိုဆက်ပြီးအထောက်ခံလားဆိုတော့မဟုတ်ဘူးနော်။ပရင်အောင်ပရင်ထက်မှဆက်အထောက်ပုံအချင်းရာကိုတော့ဖော်ပြခြင်းဖြစ်တယ်။ဘောဤပင်တို့မကြွမီထိုနေ့တို့မဟုတ်စောစောပိုင်းခဲ့တာနော်။ဘုရားရှင်ဒီနေ့ခါမှာနေ့တက်ဥရဝေဒတော်အတွင်းမှာတည်ရှိနေတဲ့အင်းကြီးတော်ဒီခုအတွင်းမှာနေ့တက်ဆင်းတော်မူပါတော့ထိုအချင်းခါမှာနဲ့ ဒီဘုမေနိဘသာလို့ဒီအမိဉ္ဇဉ်တော်အဖိဉ္ဇဉ်ကိုလည်းဝင်စားတော်မူတယ်ဒီဘဇက်ကိုအဖိဉ္ဇဉ်ကိုလည်းဝင်စားတော်မူခဲ့ပါတယ်အဲဒီလိုဝင်စားတော်မူပြီးတော့ဝိပဿနာဘာဝနာကမ္မထာကြီးကိုလည်းစီးပြန်တော်မူခဲ့ပါတယ်သို့သောဒီဘုမေနိဘသာလို့ဒီအမိဉ္ဇဉ်အပိုင်းမှာဘုလကဘုန်းကြီးပြောခဲ့ပြီးပြီရှစ်အတိတ်ကနေငယ်မှုတဲ့ခန္ဓာတွေကိုလည်းဟန့်ရှုရှုလို့ရတယ်ဥပါဒဏ်နဲ့ခန္ဓာတွေကိုလည်းဟန့်ရှုနဲ့ရှုလို့ရတယ် ပိစ္ဆုကခန္ဓာလေးကိုလှမ်းရှုတော့လေရှုလို့ရတယ်ပိစ္ဆုကဥပါဒဏ်နဲ့ခန္ဓာလေးကိုလှမ်းရှုတယ်ရှုလို့ရတယ်ဒါကအဖင်ကြီးရဲ့အစွမ်းဒီတော့အနောက်တော်မှာဒီပုဂ္ဂိဏီမှာသာလို့ဒီအဖင်ကြီးကိုပေါ်မြတ်အထုတ်ရင်းဖြင့်အနောက်တော်ရဲ့တဏ္ဍမနာမရူပပရိစ္ဆေဒဉာဏ်ခေါ်တဲ့ယုတ်ဉာဏ်ဉာဏ်ခန္ဓာငါးပါးတွေကိုမိုင်းချသိတတ်တဲ့နာမရူပပရိစ္ဆေဒဉာဏ်ဉာဏ်ရရှိသွားပြီးမဖြစ်ဘူးလားဖြစ်ပါတယ်ဒါကတော့ဓဝတိပါပါတယ်နောက်တော်မှာဒီပုဂ္ဂိဏီမှာသာလို့ဒီဉာဏ်ကိုမြင်ဥညာမှာသွားပြီး မိမိမှာဉာဏ်ကြတော့ဒီပါဇက်ကိုအဝိညာဉ်လို့ခမိမိရဲ့စိတ်ကကိုရှိရှိသိဆောင်လိုက်အဲ့ခါမှာထုံထုံကပ်အံ့လျော်စွာထုံထုံဘုံဘွတ်တို့ကောက်ရောက်နေတဲ့တတ္တဝါတွေကိုလွှမ်းကြည့်တော့အလုံးမြင်တယ်မိမိကိုယ်ကိုလွှမ်းကြည့်တယ်မြင်တဲ့သူတို့ဘာတွေကိုလွှမ်းကြည့်တော့လဲမြင်တော့ဘုံလေဒီအကြောင်းတရားကြီးကြောင့်ဒီအကျိုးတရားဖြစ်နေတယ်ဆိုတာကိုလွှမ်းကြည့်တော့သိတဲ့အတွက်ဝိဇ္ဇာတရားဥပဒ္ဒံသင်္ခါရကံဆိုတဲ့အကြောင်းတရားကြီးချင်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 းဖြစ်ချင်းကြောင့် ဝိညာဉ်နဲ့သရဏဖတ်တာဝေဒနာခေါ်တဲ့အကျုပ်ခန္ဓာငါးပါးဒုက္ခသစ္စာတရားကိုသင်ရှားဖြစ်ပေါ်ကပြစိတ်ရတ္တာအဖြစ်ဒီဘိဘာဒီဘာသာကိုဝိညာဉ်ဘိဘာတိထားပြီးဖြစ်မတော်ဘူးလားဖြစ်သွားတော့ပြည့်စရာပြိကဉာဏ်ကိုလည်းရရှိနေပါလေနော်ဒီချက်ကိုမမေ့နဲ့မမေ့နဲ့လို့ပြောတတ်ကဒီဒီဘာသာကိုဝိညာဉ်ပြည့်တယ်ဘုရားရှင်ကအဘဒိယဉာဏ်ကိုဆက်ခေါ်တော့မှာဝိပဿနာဉာဏ်ကပျောက်သွားမှဆိုတော့ခြေဘက်ကဖြူတင်ပြီးခေါ်ထားပြီးဖြစ်တယ် ိုလိုတာကဒီမင်းကြီးနေကိုလက်ကျင့်ရင်းသည်နမရူပပြိစ္ဆေတဲ့ဉာဏ်ဒီကိုအသိဉာဏ်တန်ရှင်းအောင်ရရှိရရှိဖို့ရရရှိဖို့အဆိုတဲ့ဥတည်ချက်နဲ့ပါနေတယ်ဒီတော့အလောင်းတော်ကမင်းကြီးမှာပြစီမှာဉာဏ်ကြက်တော့ပါဒီဒီပတ်သက်ကိုဘိညာဉ်ပုပ္ပနိဝတ္တလို့တိဘိညာဉ်ဖြင့်သိသိချတဲ့ယုံဉာဏ်နဲ့များဒီမဲ့ကဘုရင်ဉာဏ်ဖြင့်ရှုပ်ပီးဖြစ်နေတဲ့အကြောင်းတရားအကျိုးတရားဒီကို မောဘောယမအနိစ္စဒုက္ခအနတ္တလက္ခဏာယသုံးတန်ခြင်းပြီးတော့ဘုရားပြောဘာဝနာကမ္မထံစီးပြန်တော်မူခြင်းဖြစ်ပါလေနော်ဒီတော့အဲ့ဒီလိုစီးပြန်နိုင်တဲ့အတွက်ကြောင့်လဲဝိမတ်နဲ့ဉာဏ်တွေကိုအစဉ်စဉ်စီးပြန်ခြင်းဇန်နဲ့ဉာဏ်တွေကိုလည်းအစဉ်စဉ်ချူပတ်ဝိပတ်နဲ့ဘာဝနာကမ္မထံစီးပြန်တော်မူနိုင်တဲ့အတွက်ဘုရားအလုံးတော်ဒီပရမေဇန်နဲ့ဉာဏ်တွေကို ဝိပဿနာရှုပသုံးသတ်တော်မူခဲ့မှာသောတပတ္တိမေညာဖွညာဆက်ရောက်တော်မူခဲ့ပရိသတ်သမုပ္ပါဒောတရားကြီးကိုလည်းမရှုဘူးလို့မဆိုလိုပါဘူးရှုပါလေနော်။ဘိုင်းဘိုင်းချာချာကိုကြည့်တဲ့နည်းနဲ့ရှုခဲ့။စကြဝဠာဂရေတိသိအတွင်းမှာတည်ရှိနေတဲ့အဝိဇ္ဇာတွေကိုတဇုစုသင်္ခါရတွေကိုတဇုစုဝိညာဉ်ဉာဏ်ရုပ်တရဖတ်ကဝိညာဉ်တွေကိုတဇုတဇုဆွဲစုပြီးတော့အကုန်လုံးဝိပဿနာဉာဏ်ဖြင့်ကြည့်ရှုတော်မူခဲ့ခြင်းဖြစ်ပါလေ။နောက်ဆုံး မေညာပုံညာစိတ်ခံဤမှာတော့ပရမေသန္တန်တရားတွေကိုအိစ္ဆဒုက္ခအနတ္တလက္ခဏာရဲ့လုံးတိုင်းခြင်းမျိုးဝိပဿနာရှုပါသုံးတတ်တော်မူခဲ့သောတ္တပတ္တိမေညာပုံညာတို့ဆက်ရောက်တော်မူခဲ့တဲ့ဒုတိယသန္တန်တရားတွေကိုလက္ခဏာရဲ့လုံးတိုင်းခြင်းမျိုးဝိပဿနာရှုပါသုံးတတ်တော်မူခဲ့သက္ကဇာဂ ामि မေညာပုံညာတို့ဆက်ရောက်တော်မူခဲ့သို့သောဒီနေရာမှာပထမဉာဏ်ဒုတိယဉာဏ်ဆိုတာကဘုရားအလောင်းတော်ဒီထိုးချင်းခါကတ် ပြင်းစက်ကနိဗ္ဗာန်ပေါ်မြတ်အထုတ်တော်မူတယ်ဆိုပြီးတော့အထက်ကရကအရှင်းထားပါတယ်နော်ပြီးတော့ဝိညာဉ်ဝိစရပိဋိဒုက္ခဣကကတာဟောတဲ့နိုင်ငံကားပါးနဲ့ရှင်တွဲနေတဲ့ပရမသန္တတရားတွေကိုလက္ခဏာရင်သုံးတဲ့ပြင်းပြီးဝိပဿနာရှုမှတ်သုံးကတော်မူခဲ့တရားအလုံးစုံနေဤသောတပတ္တိမညာဖုန်ညာတို့ဆက်ရောက်တော်မူခဲ့တဲ့ဝိစရပိဋိဒုက္ခဣကကတာဟောတဲ့နိုင်ငံ၄ပါးရှိနေတဲ့ ဒုတိယဈာန်ဉာဏ်တရားတွေကိုလက္ခဏာရေးသုံးဌာန်ပြင်ပြီးဝိပဿနာရှုပွားသုံးသတ်တော်မူခဲ့။တဂါရဂါမိမေညာပုညာတို့ဆင့်ရောက်တော်မူခဲ့ပါရဲ့။ပြင်းတိဒုက္ခဤကကတ္တခေါ်တဲ့ဇာယင်က၃ပါးရှိတဲ့တတိယဈာန်ကိုဝိပဿနာရှုပွားသုံးသတ်တော်မူခဲ့မှာတော့အနာဂါမိမေညာပုညာတို့ဆက်ခဲ့ပါရဲ့။ဒုက္ခဤကကတ္တခေါ်တဲ့ဇာယင်က၃ပါးရှိနေတဲ့သုဒ္ဓဈာန်ကိုလက္ခဏာရေးသုံးဌာန်ပြင်ပြီးဝိပဿနာရှုပွားသုံးသတ်တော်မူခဲ့မှာတော့ ရတ္တမေညာဘုံညာကိုဆက်ရတော်မူခဲ့ရဲ့ဆိုပြီးတော့ဥပ္ပကိလေသတုတ်တံအထက်ကမြကြီးမှနေတဲ့ဥပ္ပကိလေသတုတ်တံအထက်ကမကြီးကြီးတကြဖိဆိုထားပါတယ်နော်ဒါကြောင့်ဇန္နတရားဒီခါနဲ့မေညာဘုံညာရရှိအတွက်အာတိတော်မိယဥပ္ပနိတ္တပြည့်စရာတတ်နေပြီးကျေတူပြုမပေးနိုင်ဘူးလားပြည့်နိုင်ပါရဲ့တိတ်ပြီးအထင်သေးဖို့မကောင်းပါဘူးနော်ဒါရီကတဏှာဘတရားကြီးကိုတော့ဒီတိတ်ဆွဆွနေဖို့မကောင်းပါဘူး ယူပါယုံကိုအာယုံယူပြီးဖြစ်ပေါ်လာတဲ့ငံတရားတွေပေါ်တော့နိစ္စဒုက္ခအနတ္တရှုလို့ရသည်ယင်ဒီလိုအစဉ်ကြီးနဲ့ဇာတ်တရားတွေပေါ်တဲ့အနိစ္စဒုက္ခအနတ္တရှုမှဆိုရင်ပေါ်ရှုလို့မကောင်းတယ်လို့လားကောင်းပြီပါလေနော်ကဲအဲဒီလိုပြည့်စုံတဲ့ကညံရခြင်းအတွက်လည်းသူကအထောက်အကူဖြစ်တယ်။နောက်ဘုရားရှင်ကဘယ်လိုဆက်ဖောက်တော်မူလဲ။ဤမေဝတ္တကုတ္တတ္တကာယဒုစရိတေနသမဏကတ္တဝစီဒုစရိတေနသမဏကတ္တမနောဒုစရိတေနသမဏကတ္တအရိယနာဥပဘာဝတ မိစ္ဆာဒိဋ္ဌိကမိစ္ဆာဒိဋ္ဌိကမ္မကမ္မဒါနဟွန်တောဩအခြင်းတို့ဣမိဝတ္တစိနေကမ္မအဖြစ်ဣမိတတ္တဤတတ္တဝဤဘွန်တတ္တဣမိဘွန်တတ္တဤအရှင်တတ္တဝတို့ဒီကကာယဒုသရိဒိဋ္ဌကာယဒုသရိတရားနှင့်သမဏကတ္တပြည့်စုံကြဘုံဤဝစီဒုသရိဒိဋ္ဌဝစီဒုသရိတရားနှင့်သမဏကတ္တပြည့်စုံကြဘုံဤမနောဒုသရိဒိဋ္ဌမနောဒုသရိတရားနှင့်သမဏ ပြုဆုံးကြကုန်၏အရိယာဏဗျာဇာတိအရိယာတော်ကောင်းတို့ကိုဥပဝါဒကဆွဆွဲကြကြကုန်၏ဆွဆွဲခြင်းရင်ကြကုန်၏မိစ္ဆာကြီးကြီးကမ္မသောခယုကျင်းကြီးကုန်၏မိစ္ဆာကြီးကြီးကမ္မကမ္မတဏ္ဍမှသောခယုကျင်းဖြင့်ဆောက်ကြည့်ကျင်းသုံးထားအပ်သောမကောင်းမှုရှိကြကုန်၏ဘဒ္ဒဝါကြီးကိုရှင်းပြီးကြည့်ရတော့အော်ဒီအရှင်ဖြစ်တဲ့ဓမ္မကြီးဟာကာယဒိဋ္ဌိဒီနေနဲ့ပြည့်ုံနေတယ် ဝစီဒုစရိုက်ခြင်းခြင်းလည်းပြီးဒုံနေတယ်မနောဒုစရိုက်ခြင်းခြင်းလည်းပြီးဒုံနေတယ်ဘုရားဆက်ရှိတော်အိယသရောကောင်းတို့ကိုမဟုတ်မတရားဆွေဆွေကဲ့ရဲ့ခြင်းတဲ့သဘောတရားတွေလည်းသူတို့မှာရှိနေတယ်မိစ္ဆာဒိဋ္ဌိကမှန်ရင်ချက်ခံယူချက်တွေကလည်းသူမှာရှိနေတယ်ဘောကသူရတဲ့ရင်ပြတ်တဲ့ခေါင်းဟုတ်ပဲဘာမှမရှိစက်နေဖြစ်ဒီလိုမှန်ရင်ချက်ခံယူချက်တွေကလည်းသူတို့မှာရှိနေတယ် ဒီမောင်ရည်နဲ့ခရင်ပြက်ကိုအခြေခံပြီးတော့ဆုံးပြီးကျင်သုံးထားတဲ့ကံရည်ရည်ကလည်းသင်္ချာရှိနေကြပြန်နေဘယ်လိုကံရည်ရည်လဲကိုယ်ကကိုယ်ဥစေတဲ့ပြည့်ပြည့်စုံဒီရောက်နေနေတော့မဟုတ်ဘူးသူကဤဝါဒပြောင်းနေတော့လည်းမပြောင်းဘူးလားပြောင်းပြန်နေဟုတ်တယ်မလားမောင်ရည်နဲ့ခရင်ပြက်ဖြင့်ဆုံးပြီးကျင်သုံးနေတဲ့ကံရည်ရည်ကလည်းသူ့မှာရှိနေပြန်နေဧကယတဗိဒ္ဓဗြဟ္မရဏအဘယဒုက္ခတိဝိနိပါဒဏိယဥပပန္နာ တိထုမိစ္ဆာဒိဋ္ဌိသမထုတိကာယကံကုခန္ဓာယိမိတ္တပြည့်စင်ခြင်းကြောင့်မရမရဏသုတိပြည့်စင်တေနုမိမနောက်ခလ၌အဘယံချက်ငါဟူ၍ညွန်ဝိညာမရှိသောဒုက္ခတိမကောမှုပြုသူသူပြည့်သမထု၏ကာယကဖြစ်သောဝိနိပတ္တအလိုအတ္တဆန္ဒတိဖြင့်ဖြူဖျက်ပြုခွင့်ပြည့်စင်ဖြင့်ကာယကဖြစ်သောဤလျံငရဲသောဥပပန္နကယောကြာယခွန်ဤ အဲ့ဒီလိုမိစ္ဆာဒိဋ္ဌိခံယူချက်ကြီးရှိပြီးရိုးရိုးအမျိုးမျိုးနဲ့ပြည့်စုံနေတဲ့အရိယာတော်ဘုရားကိုလည်းထိတ်တဲ့ဆန့်ကျင်ဘက်လုပ်ပြီးဆွေဆွေကြည့်ရနေတဲ့ဒီမိစ္ဆာဒိဋ္ဌိကအပြည့်ဝဆောက်တည်ကျင့်သုံးထားတဲ့ပုဂ္ဂိုလ်ဟာခန္ဓာကိုယ်မျက်စိပြီးတဲ့နောက်ဉာဏ်လုံးပြီးမှနောက်ပါလတ်၌ချမ်းသာဆိုလို့မြင့်ဝိညာဉ်မရှိတဲ့မကောင်းမှုပြုသူရိုးရိုးဓမ္မပြည့်တော့ရလမ်းကြောင်းဖြစ်တဲ့မတော်ခြင်းပဲနဲ့တော်လို့ရအလိုအပ်သောဆန္ဒမရှိတော်လဲ ဘယူဘင်းပြုတ်ွက်ပြည့်စည်ပြီးကြာရောပြည့်ကြံငရဲကိုရောက်ရှိထွက်ကြပြီအဲ့လိုရောက်ရှိသွားတဲ့ဒီကိုလည်းဒီဒီပတ်သက်ကိုမင်းဉာဏ်တော်မြတ်ဖြင့်လန့်ကြည့်တော့မြင်နေတယ်ဤမေဝပါဏဘုန်းတော်ကတကယသုသရိတေနသမဏကတဝစီသုသရိတေနသမဏကတမနောသုသရိတေနသမဏကတအရိယနာနုဘောဘာတကသမာဓိတိကသမာဓိတိကမ္မသမာဓနာဒီကယတပိတဗြဟ္မရဏသုခတေတကလောကဥပပန္နတိ ဤမေဝပါဏာဘုဒ္ဓတတ္တဤအရှင်တတ္တဝါတို့ဤကကာယသစ္စရိတေနာကာယသစ္စရိတေယျဖြင့်သမဏကတာပြည့်စုံကြကုန်၏ဝဇိသစ္စရိတေနာဝဇိသစ္စရိတေယျဖြင့်သမဏကတာပြည့်စုံကြကုန်၏မနောသစ္စရိတေနာမနောသစ္စရိတေယျဖြင့်သမဏကတာပြည့်စုံကြကုန်၏အရိယနာဘိယဆန်ရှိသောအရိယသရောကုန်တို့ကိုအနုပဝရကဆွဆွကဲ့ရဲ့မှုမရှိကြလေကောင်သမ္မာဒိဋ္ဌိကမှန်ကန်သောသမ္မာဒိဋ္ဌိအယူရှိကြကုန်၏ နမတ္တိကမ္မသမာဒနာမှန်ကန်သောပ္ပမဒိဋ္ဌိဖြင့်ဆောက်ကြည့်ခြင်းသုံးထပ်အပ်တဲ့ကံတရားသင်္ချာရှိကြကုန်၏ဒီထိုကဲ့သို့သောသရောကောင်းတို့သည်ကာယတ္တကိုခန္ဓာတိဗိဒပြည့်စုံခြင်းကြောင့်ဗြဟ္မရဏသုတိပြန်ကျွေးသေလုံးဤမှလောကလ၌ဒုက္ခတေယီကမ္မုပြုသူသူစေတမတို့ရဲ့လာရောက်ရာဖြစ်သောလက္ခဏာလောကန္တိလောကသို့ဥပပန္နပရိသန္တိအဖြစ်ကာယောက်တည်နေကြရကုန်၏ ဣတိဣတုရေပသယထကမုပကိချုတုကအာလျောသောထုထုဘုံဝတ်သောဘယောကြဘုံသောတပြေတတဝါသောဘောပသနာတိသိရှိတော်မူ၏ထုထုဘုံဝတ်မိမိတို့ပြည့်စုံပြည့်စုံကြတဲ့ကံနဲ့လျောညီစွာထုထုဘုံဝတ်သောဒီလိုကြောက်ရွံ့တဲ့တဘာတွေကိုလက်ရှိတော့မြင်နေတယ်ဒီတော့ရွတ်တယ်သမတိကဘယဇတ်ရှိတဲ့အရိယတော်ကောင်းတွေကိုဆွဆွပြီးမှန်ရတဲ့ခံယူချက်တွေဒီပုံကြီးပိုက်ပြီးတော့မြင်ရသွားကြတယ် ကာယသူဒ္ဓရခြေလည်းစင်ကြယ်လို့ဝစီသူဒ္ဓရခြေကလည်းစင်ကြယ်တယ်။မနောသူဒ္ဓရခြေကလည်းစင်ကြယ်တယ်။အဲ့လိုစင်ကြယ်နေတဲ့ပုဂ္ဂိုလ်ကြီးကြတော့မဖြစ်လေ။မင်္ဂန်နဲ့သမ္မာဓိဋ္ဌိအယူကလည်းရှိပြီ။မင်္ဂန်နဲ့သမ္မာဓိဋ္ဌိကိုအခြေခံပြီးပြုစုပြုထောင်ထားတဲ့ကံကြရားကြီးကလည်းသင်္ချာရှိတယ်။အဲ့လိုရှိနေတဲ့အတွက်ကြောင့်ဣန္ဒြေကောင်းကြီးကြတော့ခန္ဓာကိုယ်မျက်စိပြီးတဲ့နောက်ခါလကောင်းမှုပြုစုသူစိတ်ကမ္မတွေတော့ရလမ်းကြောင်းဖြစ်တဲ့နေ့ပြည့်နေ့လောကကိုဆက်ရောက်ကြရဲ့။ ငရဲသွားတယ်နဲ့နတ်ပြည်သွားတယ်ဘယ်လိုကောင်းလဲဒီအရင်နတ်ပြည်ရောက်တာကောင်းတယ်ဆိုရင်ငရဲသွားတဲ့နတ်ကဒုစရိုက်တန်းအလုံးသိတယ်သူတက်တတ်တယ်သူပြစီမတရားယူတယ်ခိုးတယ်သူတမ်းမြော်တယ်နတ်ပြည်ဖြစ်စီနေခရယာသူတက်ဝစီဒုစရိုက်တော့မူကစကားရေးပြောတယ်ခုံးစကားရေးပြောတယ်ပိန်ချင်းနဲ့ကြမ်းကြမ်းနဲ့စကားရေးပြောတယ်ပိန်ချင်းနဲ့စကားရေးပြောတယ် မနောဒုဒရိကတော့သူတို့ဘယ်ဒီကိုသင်ကျင်ပြစင်းလုံတဲ့စိတ်ဓာတ်ဖြင့်နေကြောင်းကြံတယ်တကယ်ပတ်ထဘုသူတကယ်ပတ်ရင်ပါဠိပတ်တတ်တယ်အခုကကြံစင်းနေတာနော်စိတ်ရဲ့ကြံစင်းုံကြံစင်းတော့ဘာမှမဖြစ်ဘူးလို့မထင်နဲ့တော့ဟန်တဲ့ဒီကောင်တော့အခက်မကြီးဘူးငါဘယ်လိုလုပ်ပြီးဒီကောင်ပတ်ရမလဲဆိုရင်စဉ်းစားနေတယ်တကယ်လက်တွေကိုစဉ်းစားနေတယ် လုံညာတက်ပြောက်ဖို့ဆိုတဲ့စိတ်ထားသူတို့ဘက်ကဖြစ်စည်းလိုတဲ့စိတ်ထားဒီစိတ်ထားတွေအပင်ပြစ်ချာနိုင်နေဆိုရင်မိမိတို့ရဲ့စိတ်ထားလေးတွေကိုမိမိတို့ဖြူစင်အောင်ပြုလုပ်ဖို့မကောင်းဘူးလားအဘိဓါအဲ့ဒီကောင်းတဲ့တော်ဆိုးတယ်သူများပြည်စီကိုမတရားသောနည်းဖြင့်လိုချင်တာဝါယူတဲ့ခါကတရားသောနည်းတောင်းယူတဲ့ခါကတရားသောနည်းအဲ့ဒီနည်းလမ်းကလွဲ့ရင်တခြားနည်းလမ်းတွေပေါ့ပြီးယူတယ်ယူလိုက်ရင်ဘာဖြစ်လဲယူရကအဲ့ဒီကခန္ဓာကခုမယူသေးဘူးစိတ်ထဲမှာယူဖို့စဉ်းစားတယ်ခိုးဖို့စဉ်းစားတယ် အဲ့ဒီစိတ်ဓာတ်ရဲ့ကံလေးတွေနဲ့အဖေရောက်နေတယ်။ကြောက်ဖို့မကောင်းဘူး။ယူလို့ရရတော့သုံးဆွဲရလို့အဖေရောက်နေဆိုတာနည်းနည်းခန္ဓာနဲ့ခန္ဓာနဲ့နော်။ခုအညာလည်းမညာသေးဘူး။ဘယ်လိုခိုးရမလဲ။ဘယ်လိုခိုးရမလဲ။ဘယ်လိုလက်ရမလဲ။ဒါလေးစဉ်းစားတာ။အဲ့ဒီစိတ်ဓာတ်နေတဲ့ဒီအကုသို့ကံလေးနဲ့အဖေကိုပြစ်ချနိုင်နေဆိုရင်မိမိတို့ရဲ့စိတ်ဓာတ်ကလေးကိုဖြူစင်အောင်စိတ်ပြောဖို့မကောင်းဘူးလား။မကောင်းဘူး။ ဘယ်လိုပြည့်ကျနိုင်လဲဆိုတော့ကအထင်မိတ်မသိနဲ့နော်အခုတို့ကံကနေပါလေသိရငယ်ရဘယ်လိုအထင်မသိနဲ့နော်ခုနကမနောသူဒ္ဓရိုက်သုံးပါလေပါနံပါတ်၄ကအဘိဇ္ဇာသူတော်ဘာပစ္စည်းမတရားလိုခြင်းနဲ့စိတ်ထားယူရမုံသိဘူးနော်မတရားရပ်ဝင်ပြင်ဆင်နေတဲ့စိတ်ထားလေဗျာပါဏ္ဍကသူတော်ဘာပစ္စည်းကိုတည်ခြင်းပြင်ဆင်အောင်ပြင်ဆင်စီကုနေတဲ့စိတ်ထား မိစ္ဆာဒိဋ္ဌိကခုကတော့ပြောနေတယ်ပရိသင်္ကလို့ခေါ်ဆိုတဲ့ပုဂ္ဂိုလ်ကဘာမှတော့သိနေမခံဘူး။ကံကံကြောင့်မယုံဘူး။ကျွတ်တော့ကသိပ္ပဏိကြမှမဒီလိုသူဘလို့သိပ္ပဏိတက်တယ်အောင်မပြတ်တော့ဘူးနော်။အဲဒီသိပ္ပဏိကြကြမှသူကဒီလိုဆိုတဲ့အစွဲလေးနဲ့လက်တွေ့ပြနိုင်မှဆိုတော့သူတို့ကဘာလက်တွေ့လဲ။ဒီပိုင်းတဲ့ပဒ္ဒတိမင်းတဲ့ဒီကဘုံကြီးနေနေ တရိယစကားလေးတစ်ခုတော့ပြောခြင်းပါလေဒီလိုသင်ကျမ်းကဒီကံတည်းဆိုတဲ့အမေရိကန်စာရေးဆရာတို့ကသူ့ရဲ့တော့ကပြင်မယ်ဉာဏ်ရည်ဆိုတဲ့စာအုပ်ထဲမှာအကြောင်းအရာလေးတစ်ခုရေးထားပါလေသူရေးတဲ့ဒီစာအုပ်ကိုရေးတာကလွန်ခဲ့တဲ့ပုံ980ကျော်တော့ဘုရားဒီပုံတရားဝင်ကြတော့ရေးခဲ့တယ်လို့ဆက်တယ် သူတို့ခေတ်အချိန်ခါတုန်းကသူတို့အမေရိကန်မှာအသိတသိရှိခဲ့တယ်။အဲအသိတသိကမြင်ပြီးတော့မြင့်တယ်ဘာလို့စိတ်ညစ်တယ်လဲဆိုပြီးသူကြေတနာပြုတ်နေတာနှစ်ပေါင်း50ကျော်လည်းအဖြစ်မထွက်သေးဘူး။ဒါသူတို့ရဲ့သူကြေတနာဘာဖြစ်လို့စိတ်ရလဲ။လူတွေအကုန်လုံးသိပါမြင့်တယ်စိတ်ညစ်တာ။ဘာဖြစ်လို့စိတ်ညစ်လဲ။ဒီအဲ့ဒါပဲ။ပြောနေတာကလောကမှာသိပ္ပံကြီးကြမှာလို့ပြောနေတယ်သိပ္ပံမျက်စိကရှာဖွေလို့မရတဲ့အကြောင်းအရာတွေလောကမှာ ပြည့်နေပါတယ်နော်ဒါကြောင့်သိပ္ပံဒီပြတ်မှဆိုတဲ့ပုံစံဆွဲနှဲတဲ့အစွမ်းနဲ့ဒီကိုတော့နည်းနည်းဖြောက်စီခြင်းပါတယ်ပြီးတော့အဲ့ဒီမနောကံ၃ပါးထဲမှာအဘိဇ္ဇာတို့ဖြာပါတတ်တော့နော်ဒီအကြောင်းလေးဒီသိပ္ပံအမှတ်တမ်းနဲ့မတည်နဲ့သူတို့ဘုရားရှင်ကမတရားယူလို့တဲ့ဒီစိတ်ထက်ကိုကအလုံးကြောင့်မဟုတ်ဘူးပေါင်းနေကြတယ်ဘယ်လိုအကြောင်းကြောင့်လဲလို့မင်းရင် ဒီကံကရင့်ကျက်လာပြီဆိုရင်ဒီကံဤမရဏတဏ္ဍသောခမနာပြီးပေါ်တော့တာဘာမှဖယ်ရှားလို့မရဘူးကလေးဆိုရင်တတိကရင့်ကျက်နေသူကအကျိုးပေးတော့တယ်သာမဥပမာပြင်ကြတာကတော့နွားချံကျင်းကျင်းနဲ့မှနွားခံပြင်းများကိုစုပြုံပြီးလောင်ထားတယ်မိုးလေးလာတဲ့အချိန်ကမှနှချံကိုဖွင့်ထုတ်တော့မယ်ဆိုရင်အကောင်းမောင်းတဲ့နေတဲ့နွားတွေကအတင်းတိုးခွေပြီးအရင်ထွက်လာတယ် အဲ့ဒီပုံစံလိုပဲမိမိပြုလှပြုထောင်ခဲ့တဲ့ကံဒီတွေကဒီကံကရိပ်ကျက်လာပြီဆိုရင်တရားစီလို့မရဘူးသူကအရင်အကျိုးပေးတော့ပါ